င်္ဂလာပါရှင်။နုညာကဘာအစီအစဉ်ကကြိုးဆိုပါတယ်။ဒီတစ်ပတ်မှာတော့ဇန်နဝါရီလ18ရက်နေ့ကနေ19ရက်နေ့အထိရန်ကုန်မြို့အမျိုးသားဆက်ရုံမှာချင်းချင်းတဲတဲကျင်းပနေတဲ့ Nobel မြန်မာစာပေပွဲတော်အကြောင်းကိုအကျယ်တွင်ပြောပြချင်ပါတယ်။အဲ့ဒီပွဲတော်မှာစာပေဟောပြောပွဲတွေ၊စာရန်ဖတ်ပွဲတွေ၊ကြပြရွပွဲတွေ၊စာရေးဆရာတွေစုပေါင်းဆွေးနွေးကြတဲ့ panel discussion တွေပါဝင်ခဲ့ပါတယ်။ ိုဘယ်မြမစာပေပွဲတော်အဖွင့်တီးကိုတပင်အမှုပညာရှင်ကဗျာဆရာမန္တလေးသိန်းစော်ကတန်စင်တီးရေးဖွဲ့ပြီးတော့ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်ခိုင်းစာသွင်းတဲ့အတူရင်ကျင်းမှုအမှုပညာတက္ကသိုလ်ရန်ကုန်ကျောင်းသားကျောင်းသူကျောင်းသားတွေမြန်မာနိုင်ငံတပင်ဖောင်ဒေးရှင်းတို့စုပေါင်းတင်ဆက်ခဲ့ကြပါတယ်။ အပြင်စာရေးဆရာကဗျာဆရာရကြီးစုပေါင်းတင်ဆက်တဲ့မဟာစံကျင်သူပြဿနာနဲ့လည်းဖြောပြခဲ့ပါတယ်။ 어 촌디 소라가로 아무나 내지나 더 챙기게 촌디 소라가리 도로 세리네 호텔에 아까다 호텔에 다 호나 노 네버 ောက်ဆိုးပေါက်တော့ချင်တယ်ဆိုတရေကြရတယ်ဆိုမှတော့ဟာဒီတခေါ်ပညာအတော့မတည့်ဘယ်ဖြစ်မလို့ကြာတယ်စာပေထုတ်ရေးတိုက်တရားနိဗ္ဗာန်ကလည်းတိုက်ထုတ်စာအုပ်တွေကို short scene နဲ့ရောင်းချပေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအထက်မှာစာပေ Nobel ဆုရစာရေးဆရာတွေရဲ့လက်ရာတွေကိုမြန်မာဘာသာပြန်ဆိုထားတဲ့စာအုပ်200လောက်လည်းပါဝင်ပါတယ်။ဒီဘာသာပြန်တွေကိုတစုတစည်းရဲ့ဝယ်နိုင်အောင် ပွဲတော်ကျင်းပရေးကော်မတီကပြင်ဆင်ထားပေးပါတယ်။ဟော့ပြောဆွေးနွေးပွဲတွေကိုလာရောက်နားထောင်သူစာအုပ်ဆိုင်တွေမှာလှည့်လည်ကြည့်ရှုပြီးတော့စာအုပ်ဝယ်သူဖျော်ဖြေရေးအစီအစဉ်တွေကိုလာရောက်ကြည့်ရှုတဲ့သူကတ်တွန်းဆရာတွေရဲ့ caricature နဲ့ပုံနှုတ်ရေးဆွဲပေးတဲ့ရွက်ဖြင့်တဲတွေမှာပုံနှုတ်အစွဲခံသူတွေနဲ့နေ့စဉ်ပရိသတ်ထောင်ပေါင်းများစွာလာရောက်ဆင်နွှဲခဲ့တယ်လို့သိရပါတယ်ရှင်။အေးပြီးတော့ရေးကြည့်ရရှိသေးတယ်။ဟောဒီကမင်းကြီးရဲ့တမ်းမှာအင်မတန်ကြီးလေး အစိတ်သုံးပါးကိုနားမလဲတဲ့အဖြစ်ပဲအဲ့ဒီနေရာမှာခမသာကြားစာဖြစ်တော့ဟဲ့ဒီမဲမင်းငါသားကိုရှန်ရှာဖို့မပြောနဲ့မင်းငါသားကိုလက်ညှိုးနေတာမထုံးဝင်ပါဘူးကွယ်ကျားသားတို့ကောင်ရောတတ်ချင်တယ်ချက်ကိုတင်ရအောင်တော့တတ်နေရမှာလေ တာအခုအချိန်ငါစပြီးငါလေအာဇာနည်သူရဲ့ကမြေလေးအမေဖြစ်သွားပြီဒီကောင်ကဦးရွှေနှောင်းရဲ့ဇနီးတထဲကတော့ဒေါ်ခါပြည့်ပြောဆောင်မဲ့ဆိုင်ဆံမှာရွှေဘူးမင်းနှင်းဖြစ်ပါတယ် ဲ့တော့ခါရရဲ့သမီးလေးဖြစ်အစိုးသင်ဆရာရဲ့တပည့်အဖြစ်တယောက်ဆောင်ထားတဲ့ဘိုးကျော်စိတ်ကူးချွန်ချွန်ဒီတစ်ပတ်အတွက်အမှုပညာကဘာအစီအစဉ်ကတော့ဒီလောက်ပါပဲရှင်ကြည့်ရှုသူပေါင်းအားလုံးကိုကျေးဇူးတင်ပါတယ်